မန်နွေဦးခရိုနီကယ်ဧပြီလ14မြင်ကွင်းငလင်းလှုပ်ပြီးသတင်းနှစ်ပတ်ကျော်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေပုံမူစိတ်လာမတ်လ28ရက်နေ့ငလင်းကြီးလှုပ်ပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံအနှံ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာဒေသအများအပြားကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပိုးပြီးစိတ်လာတဲ့အနေအထားတွေတွေ့မြင်နေရပါတယ်ရခိုင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းကရင်ပြည်ကယားနယ် ကရင်ပြည်နယ်၊ပဲခူးတိုင်း၊မန္တလေးတိုင်းစတဲ့ဒေသတွေမှာနေ့စဉ်လိုလိုလေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားနေတာတွေ့ရပါတယ်။စကိုင်းမြို့အနောက်မြောက်ဘက်ကိုဗဟုပြုတဲ့ငလင်ကြီးလှုပ်တဲ့နေ့ဖြစ်တဲ့မတ်လ28ရက်နေ့မွန်လွဲပိုင်းမှာပင်လင်လားနဲ့ချီရင်ဆိုင် တိုက်ခိုက်နေတဲ့နောင်ချုံမြို့နယ်တွေကကြေးရွာတချို့ကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာအင်းတော်မျိုးသိန်းတိုက်ပွဲချင်းပြည်နယ်ဖလန်းမျိုးသိန်းတိုက်ပွဲတွေမှာမျိုးနှမျိုးလက်လွတ်ဆုံးရှုံးခဲ့ရတာကိုလက်စားချေတဲ့အနေနဲ့ ချင်းပြည်နယ်အင်းတော်မြို့နယ်အနီးကဝန်းတုံမြို့အနီးကကျေးရွာတွေကိုလေကြောင်းကဘုံကျဲတိုက်ခိုက်ခဲ့ပြီးလူဆယ်ကနန်းနဲ့ချီသေးဆုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အဲဒီနောက်အေအထင်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ကမြို့အချို့ကိုတင်းကြံအကြိုနဲ့အကြရက်တွေမှာလည်းလေကြောင်းကတိုက်ခိုက်ခဲ့ပြီးသေဆုံးမှုတွေရှိခဲ့ပါတယ်။တင်းကြံမတိုင်ခင်ရပ်ပိုင်းတွေအတွင်မန္တလေးတိုင်းစင်ကူးမြို့နယ်တဲကခြေရွာအချို့ကိုလည်းဘုံကျဲခဲ့သလိုအခုတင်းကြံရဲ့အတွင်မှာ ဒီပဲရင်မြို့နယ်တွေကကျေးရွာအချို့ဒဇယ်မြို့နယ်တွေကကျေးရွာအချို့ကိုလည်းလေကြောင်းကတိုက်ခိုက်ခဲ့လို့ဖုံးတော်ကြီးအကြောင်းတချို့လည်းထိမှန်ပြီးကိုရင်အချို့တေဆုံတဲ့အဖြစ်ပြက်တွေလည်းဖြစ်ပွားခဲ့တာတွေ့ရပါတယ်။တရင်နှစ်ပတ်ကျော်ကာလလေကြောင်းတိုက်ခိုက်မှုတွေဆန်းစစ်ကြည့်တဲ့အခါအချို့တိုက်ခိုက်မှုတွေကမြေပြင်မှာနေမြေလက်လွတ်ဆုံးရှုံးမှုအတွက်လက်စားချေတုံ့ပြန်တိုက်ခိုက်မှုတွေဖြစ်ပြီးအချို့သောတိုက်ခိုက်မှုတွေကတော့ PDF တပ်ဖွဲ့ဝင်တွေစုဝေးတဲ့နေရာလို့မြေပြင်သတင်းပေးပို့ချက်တွေအရလေကြောင်းကတိုက်ခိုက်တာတွေဖြစ်နိုင်ခြေရှိပါတယ်။ မျိုးသိန်းတိုက်ပွဲတွေကြောင့်လက်စားချေတုံ့ပြန်တိုက်ခိုက်မှုတွေကလက်နက်ကင်တပ်ဖွဲ့တွေကိုထိမှန်ခြင်းမရှိဘဲအရသားနေအိမ်တွင်နဲ့အရသားလူစုလူဝေးတွေကိုထိမှန်ပြီးအစုလိုက်အပြုံလိုက်အသက်ဆုံးရှုံးကြရတဲ့အဖြစ်တွေဖြစ်ပါတယ်။စကိုင်းတိုင်းတွေကကြေးရွာအချို့ကိုလေကြောင်းတိုက်ခိုက်တဲ့အဖြစ်အပျက်တွေမှာလည်းအရသားနဲ့ကိုရင်ငယ်တွေထိမှန်သေဆုံးကြရပြီးလက်နက်ကင်တပ်ဖွဲ့ဝင်တွေထိခိုက်တဲ့သတင်းမျိုးထွက်ပေါ်လာတာမတွေ့ကြရပါဘူး။ စစ်ကောင်စီအနေနဲ့တစ်ဖက်သက်အပြစ်ရက်မယ်လို့ကြေညာထားချိန်မှာအခုလိုလေကြောင်းတိုက်ခိုက်မှုတွေကိုလှုံ့ဆော်လာတာဟာ၎င်းထုတ်ပြန်ချက်ကို၎င်းကိုယ်တိုင်ချိုးဖောက်ခြင်းဖြစ်ပါတယ်။ငလင်ဘေးဒဏ်ကိုလူပေါင်းတန်းနဲ့ချီခံစားနေကြရချိန်မှာတိုက်ခိုက်မှုတွေရပ်ဆိုင်းထားပြီးကယ်ဆယ်ရေး၊ကုညင်ရေးနဲ့ပြန်လည်ထူထောင်ရေးတွေကိုလုပ်ကင်ကြဖို့နိုင်ငံတကာအစိုးရနဲ့ကုလသမဂ္ဂတို့ကတိုက်တွန်းပြောဆိုကြပေမဲ့ငလင်ဘေးကယ်ဆယ်ရေးတွေအရေးတကြီးလုပ်ဖို့လိုအပ်နေချိန်မှာအခုလိုလေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ ဝလင်ဘေးကယ်ဆယ်ရေးနဲ့ကုညင်ရေးတွေကိုအကြောင်းပြုပြီးနိုင်ငံတကာအစိုးရအချို့ကအာဏာသိမ်းစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံလာနေကြတာကြောင့်စစ်ကောင်စီအနေနဲ့တစ်ဖက်မှာတန်တမာရေးအရာဖဲချင်းခံထားရတဲ့အခြေအနေကနေလွတ်မြောက်လာတဲ့လက္ခဏာတွေတွေ့နေရပါတယ်။လာမယ့်ရက်ပိုင်းအတွင်းအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်အပါအဝင်အာဆီယံနိုင်ငံတွေကခေါင်းဆောင်တချို့နဲ့စစ်ကောင်စီခေါင်းဆောင်တို့ဘန်ကောက်မြို့မှာတွေ့ဆုံကြဖို့ရှိပါတယ်။ ခုလိုသဘာဝဘေးအန္တရာယ်ကြောင့်အာနာသိန်းစစ်အစိုးရနဲ့ထိတွေ့ဆက်ဆံလာတဲ့အခြေအနေကိုစစ်ကောင်စီအနေနဲ့တန်တမန်ရေးမှာအသာစီးရလာတယ်လို့အကဲဖြတ်မှအသေးချာဖြစ်ပြီးတန်တမန်ရေးအသာစီးရလာတဲ့အနေအထားနဲ့စစ်ရေးမှာလည်းပြန်လဲဖိပြီးတိုက်ခိုက်လာတာမျိုးဖြစ်နိုင်ပါတယ်အပြစ်ရဆိုင်ပြီးငင်းကြမ်းရေးအတွက်ဆွေးနွေးစကားပြောကြဖို့နိုင်ငံတကာရဲ့တိုက်တွန်းမှုတွေကိုစစ်ကောင်စီကလစ်လျူရှုထားသလိုတော်လရင်လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့လည်းမြို့ကိုလက်နက်ချီဝိုင်းဝန်းပိတ်ဆို့ကတိုက်ခိုက်နေသည့်မြို့အချို့ကို အခုလိုအချိန်ကြာမှလက်လျှော့မြင့်အဖြစ်မျိုးကိုမလိုလားကြသည့်အနေအထားဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့လက်လွတ်ဆုံးရှုံးထားတဲ့မြို့တွေတပ်စခန်းတွေကိုပြန်လည်သိမ်းယူနိုင်ဖို့အတွက်လေကြောင်းတိုက်ခိုက်မှုတွေကအဆုံးဖြတ်ပေးတဲ့နည်းလမ်းမဟုတ်ဘူးဆိုဒီကိုလည်းသဘောပေါက်ကောင်းပေါက်မှာဖြစ်ပေမဲ့လေကြောင်းတိုက်ခိုက်မှုနဲ့တစ်ဖက်လက်နက်ကင်တပ်တွေကောင်းစွာအုပ်ချုပ်ခြင်းမပြုနိုင်အောင်ကြိုးပမ်းမှုလို့ကောက်ချက်ချရမှာဖြစ်ပါတယ်တဖက်မှာတော့ NUG အစိုးရနဲ့အချို့သောနိုင်ငံရေးအဖွဲ့အစည်းတွေရပ်ဖက်အဖွဲ့တွေကလေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်သွားအောင် လေရင်စီပိတ်ဆို့ရေးစစ်ဘက်လေရင်တွေအပိုးပစ္စည်းရောင်းချခြင်းမပြုရေးလှုံ့ဆော်မှုတွေလှုံ့ဆော်နေကြပါတယ်။ထို့ပေမဲ့ရုရှားတရုတ် BNN ဗီလာရုစ်အစရှိတဲ့စစ်ကောင်စီနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိကြတဲ့နိုင်ငံတွေကလေရင်စီဝယ်ယူရရှိနိုင်ဖို့နဲ့စစ်ဘက်လေရင်တွေပြုပြင်ထိန်းသိမ်းရေးအပိုးပစ္စည်းတွေရရှိဖို့ကူညီမှုတွေရှိနေတာကြောင့်လေရင်စီပိတ်ဆို့ရေးလှုပ်ရှားမှုတွေအခုအချိန်ထိတော့အောင်မြင်မှုမရနိုင်သေးတဲ့အခြေအနေလေးဖြစ်ပါတယ်။ ီတွင်းစစ်ဖြစ်နေတဲ့မြန်မာနိုင်ငံအဖို့မတ်လ26ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်ကြီးရဲ့ပျက်စီးဆုံးရှုံးမှုတွေကနေပြန်လည်ထူထောင်ရေးကလနဲ့မကဘဲနှစ်နဲ့ချီအချိန်ယူရမှာဖြစ်ပါတယ်။အလားတူပဲပြည်တွင်းစစ်ရစဲရေးတနည်းငင်းငယ်ရေးဆိုတဲ့အရာကလည်းစကလုံးအဖြစ်သာပြောဆိုနိုင်ပြီးလက်တွေ့မှာဖြစ်ပေါ်လာဖို့အလန်းဝင်းနေစေအရာတစ်ခုလို့သာဆိုရမယ့်အနေအထားဖြစ်ပါတယ်ခင်ဗျာ။